Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Sanjay Redcliffe ကကျွန်တော်ဒီနီးပြဖြစ်တဲ့ Ruben Amorim အတွက်ပေါ့နော်။စုစုပေါင်း3နှစ်လောက်အချိန်ပေးမယ်လို့သတင်းတွေထွက်လာအပြီးမှာ Jigons Ban ကနေပြီးတော့လက်ရှိပြန်ပြောထားတဲ့အရာတချို့ကျွန်တော်ရှိတယ်။ဒီဘာပြောရလဲဆိုတော့ Sanjay မြတ်ဘက်ကတော့ပေါ့နော်ကျွန်တော်ဒါနီးပြဖြစ်တဲ့ Ruben Amorim ကို3နှစ်လောက်အချိန်ပေးပြီးမှာပေါ့ကျွန်တော်ဒါသူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ချတင်နေဘာညာပြောထားပြီးမြဲ ကလပ်အသင်းရဲ့လက်တလို့ရလာမဲ့ရလက်တွေကဒီအချိန်ဒီအားလုံးကိုပြောင်းလဲသွားနိုင်စွမ်းရှိတယ်ပေါ့နော်ပြောင်းပြောင်းလဲသွားနိုင်စွမ်းရှိတယ်ဘာလို့လဲဆိုတော့ဘာမှမတိကြမရတဲ့ကျွန်တော်အနေနဲ့လူတယောက်ကို၃နှစ်လောက်အချိန်ပေးမယ်ဆိုတဲ့ယတိပြပြောဆိုမှုကတော်တော်လေးကို risk များလို့ပဲပေါ့နော်ရလက်တွေလာထင်တဲ့လောက်ကောင်းမလာဘူးဆိုလို့ရှိရင်အဲ့ဒီ၃နှစ်အချိန်ပေးမယ်ဆိုတဲ့ အနိဋ္ဌာရီအလုံးကပြောင်းလဲသွားနိုင်စွမ်းရှိတယ်ဗောဗျာစာချင်းပြောကနေပြီးတော့ဗောနော်ဘာလို့လဲဆိုတော့စာချင်းရက်ကလစ်ပြောတဲ့အရာတွေကိုကျွန်တော်တို့ကခြုံငုံကြည့်လို့ရတယ်ဗောနော်စာချင်းအနေနဲ့ဒီဘလောက်ပဲဗောနော်အတင်းမှာရေးရှိ project တွေရှိပါတယ်ပြောပြော then hs2 ကိုကျွန်တော်အရာခေါ်ဖို့အတွက်6လလောက်ကြာခဲ့ပြီးမှပြီးတာနေဗောနော်ကျွန်တော်အချိန်တူတုံးတွင်းမှာပြန်ပြီးတော့ထုတ်ပေးခဲ့တာမျိုးတွေ edit တန်ခါအပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီကစားမအစ်တွေဘာတွေခေါ်ပြီးပြီးတော့ဖလားတွေဘာတွေယူပြထားတာတောင်မှ เนาะကျွန်တော်ရလက်တီကထင်သလိုဖြစ်မလာတဲ့အခါချက်ချင်းထုတ်ပြတာမျိုးတွေပေါ့နော်ဒါမျိုးတွေကိုကြည့်ရင် Manchester United မှာဘာကမှပုံတည်ရည်တည်ပြမရှိဘူးဆိုတာမြင်နိုင်တယ်လို့ရည်ရှိပလန်ဆိုပေမဲ့လည်းလို့ပေါ့နော်စာချင်းလက်လက်အောက်မှာဘာမဆိုဖြစ်သွားနိုင်စွမ်းရှိတယ်ဆိုတာတွေကိုကျွန်တော်မြင်နိုင်နေပေါ့ long term plan တွေဆိုတာမျိုးက idea list idealistic ကျွန်တော်ဖြစ်ပေမဲ့လည်းလို့ပေါ့နော် Manchester United ဖြစ်နေတဲ့အတွက်ကိုပဲရလက်တီဟာတော်တော်ကြီးကိုစူးစူးဝါးအနေထားကိုရောက်လို့မရဘူးဖြစ်နေတယ်ပေါ့နော်။ဒါကြောင့်ဟို Ruben Amorim နဲ့ပတ်သက်လို့ရှိရင် သုံးနှစ်လောက်ကျွန်တော်အချိန်ပြီးမှဒီ judge လုပ်လို့ရမယ်ဆိုပြီးတော့ sergeant ဘက်ကပြောပေးမယ်လေလို့ဒါရလက်ဒီကထင်တယ်လို့ဖြစ်မလာရင်အဲ့ဒီအမည်ကြီးဟာ sergeant ဘက်ကနေပြောင်းလဲသွားနေဆိုရင်ရှိပြီးတော့ MOD နေနဲ့လည်းအဲ့ဒီသုံးနှစ်ဆိုတဲ့အချိန်ကြီးကိုကျွန်တော်မတွေးဘဲနဲ့တက်နိုင်နေများဆိုသလိုရလက်ကောင်းနေယူပြနိုင်မှာဖြစ်မယ်ပေါ့နော်ဒါအပြင်ဒီနှစ်ကွန်ပိုင်းလောက်မှာဆိုလို့ရှိရင်ကိုပဲ MOD ရဲ့အချိန်ဒီဒီအလုံးပြောင်းလဲသွားနေဆိုရင်ရှိတဲ့ MOD ဘက်ကလည်း ကျွန်တော်လက်ရှိမှာသလို့ရှိရင်အရာအလုံးပြောင်းလဲအောင်လုပ်နိုင်စွမ်းရှိတယ်လို့ဆိုပြီးတော့သူယူဆတယ်ပေါ့ဗျာဒီနေရာမှာဒါကတော့ကျွန်တော်အိုဒနီကလည်းကျွန်တော်ပြောတယ်ပေါ့နော်ဒီစာဂျင်ရက်ကလစ်ပြောတဲ့၃နှစ်အချိန်ပြီးမှရမယ်ဆိုတာမျိုးကစကားအရာတော့ကျွန်တော်အနေနဲ့နဝင်ချူတယ်ဗျာထပ်ပါတော့ကျွန်တော်နီးပြကိုအမှန်ကန်မပြောင်းလဲခြင်းနဲ့ပြည်သက်ဒီဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နီးပြကိုအချိန်ပေးတဲ့နဲ့နီးပြကိုအချိန်ပေးတာကပဲဒါမှန်ကန်တဲ့အရာမျိုးဖြစ်နေတယ်ငါတို့ရှိမှနီးပြဒီအမှန်ကန်ပြောင်းလဲပြီးသွားပြီအလုံးမဖြစ်ဘူးအဲ့တော့ဒီဒီချိန်ဒီငါတို့ နီးပြကိုအမှန်ကန်အချိန်ပြရမယ့်အချိန်ကြီးရောက်လာပြီဆိုပြီးတော့ကျွန်တော်တို့မြင်နိုင်တယ်ဒါပေမဲ့လည်းလို့ပေါ့နော် United မှာကအဲ့လိုပုံတည်တွေ့လို့မရဘူးဘာကြောင့်လဲဆိုတော့ Manchester United ဆိုတဲ့နေရာမျိုးမှာအဆင့်ပြင်မလား6 8လောက်ဖြစ်ရင်ကိုပဲတော်တော်ကိုဒေါ်လာထွက်နေကြပြီအပြီးခဲ့တဲ့ရာသီကအဆင့်15လို့ဆိုလို့ချင်းခဏထားဦးအဲ့လိုနေသားမျိုးမှာစာဂျင်ကအဆင့်၁၄လောက်ပေါ့နော်ထပ်ပြီးတော့ယာဂျီသိန်းနာတော့မှအချိန်ဆက်ပေးဦးမယ်ဟေးတို့ဘာလို့ဆိုတဲ့မျိုးကဖြစ်နိုင်ကြီးနေသွားပြီ MOD နေနဲ့လေသူကဒါကိုကောင်းကောင်းသဘောပေါက်တယ် MOD စာချင်းပါတာသူကသူဘလူးပဲပြောပြောပါနော် MOD နေနဲ့ကျတို့ဒီအသင်းကိုစရောက်ပါပြီဆိုကြဲကနေပြီးတော့အခုလက်ရှိပြီးခဲ့တဲ့နေ့ကပွဲတွေတရင်စီတရင်လုပ်တဲ့တရင်စာရှင်းလင်းပွဲတွေမှာကျတို့လိုက်ကြည့်ရင်ဘယ်လိုပြောမလဲအသင်းအနေနဲ့ပေါ့နော်အသင်းအနေနဲ့ဒီဘယ်လိုပြောမလဲရလက်တီကစကားပြောမှာပဲပေါ့နော်ဘလောက်ပဲကျတို့အနေနဲ့အချိန်ကြီးပါလေလူပါလေပြောပြောရလက်တီကပဲကျတို့စကားပြောမှာဆိုတဲ့အရာမျိုးတွေသူအများနဲ့ပြောထားတယ် နော်အသင်းပိုင်ရှင်ကြီးရဲ့ဘက်ကဆုံးဖြတ်ချက်တွေကိုလည်းသူပြုတ်ပြင်ပြောင်းလဲနိုင်စွမ်းမရှိဘူးဘာညာဆိုပြီးတော့ပြောထားတယ်။ဒါကြောင့် MOD နေနဲ့ကျွန်တော်တို့ထင်တယ်လို့အချိန်မရဘူး။နော်ဒီ Sergeant Redcliffe ပြောတယ်လို့မျိုး၃နှစ်တိတိအချိန်ပေးမယ်နောက်ထပ်နှစ်နှစ်ဆက်ပေးမယ်အချိန်ကတကယ်တမ်းကမရဘူး။ MOD နေနဲ့ထားပါတော့ဗျာဒီ International Break ပြီးပြီဆိုလို့ရှိရင်လေပေါင်းနဲ့ကျွန်တော်ခံရတော့မယ်။လေပေါင်းနဲ့ပွင့်စီမှာကျွန်တော်တို့ပေါ့နော်ရုပ်ပြစင်ပဲဖြစ်ခဲ့ဦးမယ်ဆိုရင်ခြေစွမ်းပိုင်းပေါ့နော်ဒါရက်လက်ပိုင်းရကျွန်တော်တို့ဒါထင်တာနဲ့ပို့ပြီးတော့စိုးခဲ့ဦးမယ်ဆိုလို့ရှိရင်ဒီကြတာတကူကတော့ ဟိုနောက်ထပ်ထပ်ပြီးတော့ PR တွေကကျွန်တော်လာတော့မှာလာတော့မှာ PR တွေကအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဘလို့မှအဆင်မပြေဘူးဆိုတော့အရာလုံးကပြောင်းလဲသွားနေဆိုရင်ရှိတယ်ဗျာ United ဆိုတာကအမြဲတမ်းပြောင်းလဲနေတာတခုတည်းဖြင့်အသင်းကြီးတွေမှာဆိုလို့ရှိရင်ကျွန်တော်ဟို mid table club အသင်းကြီးလိုမျိုးဟိုအောက်ကအသင်းကြီးလိုမျိုးပေါ့နော်6ပွဲစတဲ့ရှုံလဲဆက်ထားမယ်ဟိလို့ဘာလို့ကျွန်တော်တော့လုံးလုံးမချုံမင်းဟဘူးနော် PR တွေကကျွန်တော်အနေနဲ့ပိုင်ရှင်တွေရစီပဲကျွန်တော်လာမှာမဟုတ်ဘူး PR တွေဒီကျွန်တော်အနေနဲ့ထားပါတော့ဒီ Champions League ဝင်ဝင်မရလို့ပေါ့နော် Adidas ကနေပြီးတော့ဘလောက်ဆုံးရှုံးသွားတယ်ဆိုတော့ PR တွေကျွန်တော်ရှိမယ် ။အဲပြီးလို့ရှိရင်ပရိသတ်တွေရဲ့ဘက်က PR တွေကျွန်တော်ရှိမယ်။ပိုင်ရှင်တွေရဲ့ PR တွေကျွန်တော်ရှိမယ်။နော်ကလပ်ရဲ့ size ရဲ့ PR တွေကျွန်တော်ရှိမယ်။ဒါတွေကိုကျွန်တော်ကြည့်ရင်ဟိုစာဂျင်ရက်ကလေးက၃နှစ်ပြောလို့ပေါ့နော်။မင်းတွေအဆင်ပြေတယ်ဘာညာပေါ့နော်။အကြည့်ကောင်ဝင်လို့ရရလားကြည့်ကောင်အဲ့ဒါနော်။မင်းတွေဟိုအဆင်ပြေမြန်ဘာညာကျွန်တော်တို့လုံးဝပုံတည်ကျွန်တော်တို့ပေါ့နော်။ဟာဖြစ်လို့မရဘူး။ဒါကြောင့် United အနေနဲ့အဲ MOD အနေနဲ့ကျွန်တော်တက်နိုင်တယ်များဆိုလို့အမြန်ဆုံးကျွန်တော်တို့သူ့အနေနဲ့ရလက်တီကောင်းမှပဲအဆင်ပြေမှာ၃နှစ် အချိန်ရတယ်ဆိုပြီးတော့ဇိန်ဆွဲနေလို့ကျွန်တော်မရဘူးပေါ့နော်။ဒါကြောင့် MOD အနေနဲ့ လာမဲ့ကျွန်တော်သာရက်လက်တီကသူ့အတွက်အများကြီးစကားပြောလာမဲ့အခြေအနေမျိုးမှာရက်လက်ကောင်းနေယူပြနိုင်ဖို့ကျွန်တော်လိုပြီးကျွန်တော်ညီကလို့ရောဘယ်လိုမြင်ရလဲတကယ်တကယ်အာဒါအချိန်၃နှစ်ပေးလိမ့်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးပါတယ်